ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် essential grammar and use အခန်း၄၂ပေါ့နော်အဲ့ဒီအထည်ကကျွန်တော် me too နဲ့ပတ်သက်လို့ပြောပြပြီးမှာဖြစ်ပါတယ်အဲ့တော့တချို့သောကျောင်းသားတွေကပေါ့နော်သူတို့စာကြောင်းအဲဘာစာကြောင်းလာလာသူတို့ me too me too နဲ့ဆိုပြီးတော့မှာပြီးတော့သုံးတာမျိုးရှိတယ်ပေါ့နော်အဲ့တော့ me too ကိုဘယ်လိုနေရာမှာသုံးမလဲအဲဘယ်လိုနေရာမှာဘာကိုအစားထိုးသုံးရမလဲဆိုတာလေးအခုကျွန်တော်ပြပြပြီးမှာပါ ျွန်တော်တို့အခုပြောပြောနေတဲ့ me too me too ဆိုတာကမှန်ကြတော့ကျွန်တော်တို့ဒါအတူကောက်ပြောတာပေါ့နော်ဒါစကယ်ပြောမှာကျွန်တော်တို့ spoken english မှာကျွန်တော်တို့သုံးလေသုံးထားရှိတဲ့ဟာပေါ့လေကျွန်တော်တို့ me too ညာတော့ဖြစ်ရင်သူက positive စာကြောင်းနေမှာသုံးတာဥပမာတရားယောက်ကစကားတခုပြောလိုက်တယ်ကိုကအဲ့ဒါကိုထောက်ခံတယ်အဲ့ဒီအနေနဲ့သုံးတာမျိုးเนาะ me too ဆိုပြီးတော့သုံးတာတကယ်လို့ အာတရယောက်ကနေပြီးတော့တခုခုမကြိုက်ကြောင်းပြောလိုက်တဲ့အခါကျလို့ရှင်မီထူးလို့ပြောလို့မရဘူးနောက်တစ်မျိုးပြောရတယ်နော်ဘယ်လိုပြောလို့ရလဲဆိုကျွန်တော်တို့မီနီးတာလို့ပြောလို့ရတယ်နော်သူက negative စာကြောင်းမှာတုံးတာအဲ့တော့ကျွန်တော်တို့ positive စာကြောင်းပေါ့နော် positive response ပေါ့အဲ့ဒီလိုမျိုးပြောလို့ရှင်ကျွန်တော်တို့ဘယ်လိုပြန်တုတ်ပြန်လို့ရလဲအဲ့လိုကျွန်တော်တို့တစ်ချက်ကြည့်အောင်မီထူးအပြင်ဘယ်လိုတုတ်ပြန်လို့ရလဲတစ်ချက်ကြည့်အောင်နော် ဆိုပါတော့ဒီမှာဒီနေ့ပြောရကော I'm happy I'm so happy အဲ့လိုမျိုးပြောပြီးဆိုပါတော့ကိုယ်ဘယ်လိုပြန်ပြောလို့ရလဲ Me too me too ငါလည်းပြောရဲ Me too me too ရတယ်နောက်ထပ်တစ်မျိုးပြောလို့ရဘယ်လိုပြောမလဲ I am happy too ငါလည်းပဲပြောရဲနောက်မှပါလိပါ too လို့မျိုးလေးဒါကသူပြောသမျှစာကြောင်းတစ်ကြောင်းလုံးကိုကျွန်တော် repeat လိုက်လို့ပြီးတော့ like ပြောတာ I'm happy too ငါလည်းပြောရဲကွာ ောက်တစ်မျိုးပြောလို့ရသေးတယ် so am i wow wow ဒါမျိုးကြတော့တော့ formation သွားတယ်ပေါ့နော် slightly formal ပေါ့အနည်းငယ်လေးတော့ formation သွားတယ်နော်ပြောလို့ရှိရင်ဒါ formation ဖြစ်သွားတာပေါ့နောက်တစ်မျိုးကြတော့သူက casually ပြောမှာ me too ငါရောပဲကွာဒါဒါတငယ်ချင်းချင်းချင်းမိတ်ဆွေချင်းချင်းတိပိတလူချင်းချင်းပြောလို့ရတယ်ဒါ me too เนาะအဲ့တော့မြတ်တော်အဖြစ် အာစကားပြောမှာတုံးတာဗောလေအပြောမှာတုံးတာဗောနော်ဒါမျိုး Okay အဲ့တော့ကျွန်တော်တို့ဒီနေရာလေးကိုကြည့်အောင် So am I ဘာကြောင့်လဲဒီရဲ့ factory မလို့ဒီမှာပြန်တုံးတာမလို့တကယ်လို့ तू မှလည်းပဲပြောရဆိုရင်ကျွန်တော်တို့ပြောမယ် She เนาะအဲ့တော့ဘာတူပြောပြမလဲ is ဗော့ so is she तू तू မလည်းပဲပြောရကွာအဲ့လိုမဖြစ်ရမယ်ချက်တော့မသိမချက်တော့ဘူးနော်ဒါကျွန်တော်တို့ဘတ်တူဘီအခန်းဒါမှမဟုတ်ကျွန်တော်တို့အာဘာလဲအငင်းလွတ်တဲ့အခန်းမေးခွန်းလွတ်တဲ့အခန်းအဲ့အခန်းတွေကိုအဲ့ဒီကဗီဒီယိုတွေတွက်ပြန်ကြည့်ကြည့်ကျွန်တော်ရဲ့ share ဗီဒီယိုတွေမှာတွက်ပြန်ကြည့်ကြည့်နော်အဲ့ဒါဆိုလို့ရှိရင်ရှင်းသွားလိုက်မယ်အဲ့တော့ me too ကတော့ရှင်းတယ် positive စာကြောင်းကြီးဖြစ်နေတဲ့ရွေ့ me too အဲ့ positive စာကြောင်းကြီးဖြစ်နေတဲ့သဘောလဲတူတယ်ဆိုရင် me too ရမယ်နော် okay အဲ့ဆိုရင်ကျွန်တော်တို့ကဒါဘတ်တူဘီနဲ့ပြောထားတာမဟုတ်လို့ I am happy ဘတ်တူဘီနဲ့မဟုတ်ဘူးကျွန်တော်တို့ present တို့ past tense တို့ပြောကြည့်မယ်ဒီမှာ present tense ပေါ့ I like coffee ငါ coffee ကြိုက်တယ် I like it too မင်းကတော့ ID is ွာ coffee ကိုညွှန်တာပေါ့လေ I like it too ငါလည်းပဲကြိုက်တယ် coffee ငါလည်းကြိုက်တယ်နောက်ဘယ်လိုပြောလို့ရလဲ so do i ဘာလို့ do ဖြစ်တာ likely but one လေးပြင်ပြီးလို့ရှိရင် ဘုံမမမှာသူက subject ကပါလဲအိုင်ဖြစ်နေတာ so do i တော့မိန်းကလေးဖြစ်နေတယ် she ဖြစ်နေတယ်ဆိုရင် so does she ရမလားနော်အဲ့တော့ရှင်းရှင်းပါလေအတူကောက်ပြောမှစပါလေ me too ရမလားကဲဆိုကျွန်တော်တို့အငင်းပြောရတဲ့ဟာလေးငင်းပုံငင်းလေးကျွန်တော်တို့ချက်သက်ကြည့်အောင်နော်ဆိုတော့ i am not happy ငါမပြောဘူးကွာ ကဲအမေဘယ်လိုပြန်ဖြေမလဲနောက်ဆုံးလေးမှသတိထားကြည့် either i'm not happy either ငါလည်းပဲမပြောဘူးနောက်ဆုံးမှ either လေးထည့်ရတယ် two မဟုတ်တော့အဲ့ဒီသတိထားနော်နောက်တစ်မျိုးပြောလို့ရတယ် neither am i neither am i ဒီမှာပါတော့ am i ဖြစ်လဲသိတယ်နော် neither am i နောက်တစ်ခုကအတူကောက်ပြောမယ်ကျွန်တော်တို့ me neither ဒီမှာ me too တဲ့ me too ရဲ့စံချိန်ပဲ me neither စံချိန်ပဲတော့မဟုတ်ပါဘူးလေဒီအငင်းစာကြောင်းမှာပြောရတဲ့ဟာပေါ့နော်သူက i'm not happy ငါမပြောဘူးလို့ပြောတဲ့ဟာ me too လို့သာပြောလို့မရဘူးအဲ့စာမှာပြောမယ် me neither လို့ပြောမယ်အဲ့ဒါဆိုရမှာမသိဘူး and they go tikan okay me too me neither okay ဒါကြီး me too ဒီမှာလည်း me neither ရလောက်မလားကြည့်အောင် i don't like tea tea တော့မကြိုက် i don't like it either neither do i အဘဘလို့တော့မဖြစ်တာ ဘာလို့ I'm not မဖြစ်လဲမဖြစ်ဘူးလေနီးသားမှာအငင်းပါပြီးသားမလို့နီးသားထဲမှာနော် Neither do I အတွေ့အကြုံပြောမယ် me neither okay ဒါဆိုရှင်းမယ်ထင်ပါတယ်နော်ကျွန်တော်တို့အနည်းပြန်ချုပ်မယ်ဆိုလို့ရှင်ကျွန်တော်တို့ me too သည် positive sentence တွေအတွက်အဲ့တော့ me neither သည် negative sentence တွေအတွက်အဲ့တော့အဖြေချင်းကကျွန်တော်တို့မတူဘူး ောဆိုအငင်းစာကြောင်းတွေအတွက်ဒါကပုံမှန်စာကြောင်းတွေအတွက် me too ကအဲ့ပါကြည့်ဘလို့လာလား me too me too ဖြေလို့ရတယ်ဒါ casually ပေါ့နော် me me neither me neither အဲ့တော့ဒါလေးရမယ်လို့ထင်ပါတယ်အဲ့တော့ဒီ50နှစ်အပြင်ကမှကျွန်တော်ကတစ်ဆက်ထည့်ပေါ့နော်40 41 42 43အဲအဲ့ဒီအခန်းတွေပေါ့အဲ့ဒီအခန်းတွေပါတစ်ဆက်ထည့်နဲ့ဆက်ပြီးတော့အာရှင်းပြပေးသွားဖို့ရှိပါတယ်အဲ့တော့ဒီဗီဒီယိုနဲ့တစ်ဆက်ထည့်မဟုတ်ရင်တောင်မှ နောက်ဗီဒီယိုလေးမှာဒါနဲ့ဆက်ဆက်ပြီးတော့လိုက်ပြီးတော့ကြည့်လို့ရတယ်ပေါ့လေဘာဖြစ်လို့ဆိုတော့ဒီအခန်းနဲ့အဲ့ဒီအခန်းတွေကသူဆက်ဆက်နေတာပေါ့အဲ့တော့ဒီဒီ me too အခန်းကတော့ပေါ့နော်ဒါ unit 42ပေါ့ social grammar and use ခဲ့ unit 42ပေါ့အဲ့တော့သူက40 40ရာနေသူဆရတယ်59အထိအဲ့ဒါတွေကသူဒွဲတယ်လို့လို့ရတယ်အဲ့ဒါဘာကြီးလဲဆိုတော့သူကမိကုံးလို့တာအငင်းလို့တာအဲ့တော့ကျွန်တော်ဟိုးဒီသင်ခန်းစာရဲ့အစပေါ့နော် social grammar ကိုအထောက်အပံ့ဖြစ်အောင်ဆိုပြီးတော့ကျွန်တော်က ဟိုအရှိမဗီဒီယိုသင်ခန်းစာလေးတွေကျွန်တော်တင်ခဲ့တယ်။အဲ့တော့ဒီအဲ့ဒီအထဲမှာမှအငင်းလုံနေမေးခွန်းလုံနေပါတယ်။အဲ့ဒါလေးကိုပြန်ကြည့်လို့ရှိရင်ဒီခန်းလောက်တက်မှာပေါ့နော်။ဒါမဲ့ကျွန်တော်ကဒါကိုလည်းပဲတိတက်ကျွန်တော်ဗီဒီယိုတက်တက်လေးနဲ့ဒါတင်ပေးမှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့တော့အားလုံးစင်ပြကြမယ်ထင်ပါတယ်။ကျေးဇူးတင်ပါတယ်။ခုနကတင်ခဲ့တဲ့ဒီမီနီတာပေါ့နော်။မီတူရောမီနီတာရောအဲ့ဒီခန်းနဲ့ဆက်ဆက်ဒီ unit 42လေးကိုကြည့်အောင်။ counselor 2 either so am i neither do i နော်အဲ့တော့ကျွန်တော်ဒီမှာပုံလေးကိုကြည့်အောင် i am happy i'm happy ဆိုတော့ပါလေ positive စာကြအောင်နော် i'm happy too နောက်ပြောခဲ့တဲ့ဥမာတွေပဲနော် i'm not happy i'm not happy either ဟိုတနေ့ကျွန်တော်တို့ either ထွက်ရမလား neither neither တို့ either တို့ထွက်ရမလား either တို့ neither တို့ထွက်ရမလားဆိုစိုက်တာထွက်ပေါ့နော်စင်ပြတာထွက် အဲဘာလို့ဆိုတာက British နဲ့ American တက်ခတ်ခေါ်တာပဲဆိုတော့နော်အဲ့တော့ခုနကကျွန်တော်ပြောခဲ့တဲ့ဟာတွေကိုပဲသူပြန်ရှင်းပြထားတာဒါလေးတွေอ่ะနော်စာကြောင်းရနောက်ဆုံးညမှာတုံနေ I'm happy I'm happy too I enjoyed the film ကျွရှင်ကကြိုက်တယ်နော် Pastor နဲ့ကြည့်တာဒီမှာငါလေးပဲကြိုက်တယ်နော် I enjoyed it too Jane is a doctor her husband is a doctor too ဂျင်းကဒေါက်တာဖြစ်တဲ့သူ့ရဲ့ခင်ပွန်းကလည်းဒေါက်တာပဲတဲ့ either either ကိုကြတော့ negative verb တွေ negative စာကြောင်းတွေမှာတောင်းတယ် i'm not happy i'm not happy either i can't cook i can't either ben doesn't watch tv van ga tv မကြည့်ဘူး he doesn't read newspapers either အဲ့တော့သူကသတင်းစာလည်းပဲမဖတ်ဘူးအဲ့တော့နောက်တစ်ကြောင်းကျွန်တော်ကခုနက ပြောခဲ့တဲ့ဥပမာတွေမှာ so am i လို့နေတန်တူ i လို့သုံးမယ်။ကဲခုနကစာကြောင်းမှာ i have i am happy ဆိုရင်ပြောလိုက်။ so am i ။ဒါလည်းပဲပြောတယ်။နော်။ကြည့်လို့ရှိရင်နောက်တစ်ခုကဒီ so am i လို့နော်။ဒါနမူနာပြထားမှလို့ neither am i လို့ဆိုတာ။ဒီအကြောင်းလေးပြန်ပြမယ်။ဟာဒီ i'm not happy neither am i ။ငါလည်းပဲမပြောဘူးဆိုရင် neither am i ပြောရအောင်။အဲ့တော့ so am so is so are ရှေ့ subject ပုံမူတည်ပြီးတော့မှာ so what so where အဲ့ဒါက tense form တိပြီးသုံးရမှာเนาะ but do ဆိုရင်ဒါတော့ so do so does เนาะအဲ့တော့သုံးတဲ့ verb ကိုကြည့်ပေါ့เนาะ present tense လား past tense လားเนาะကျွန်တော်တို့ဘာဘာ၄လေးပေါ့เนาะ you you but one လား but do လားเนาะ have plus but three လားဒါမျိုး but do have လား can will would ဒါ more verb more verb နဲ့ပြောလို့ရအောင်ပြောတာเนาะ အဲ့တော့ I am walking so am I ဘာတို့ပြန်လို့တာဘာတို့ပြန်လို့တာငါလည်းပဲလှုပ်လှုပ်နေလို့ပြောချင်တယ် I am walking too I was late for work today I was late ဒီနေ့ငါအလုပ်နောက်ကျတယ် so was Sam Sam လည်းပဲနောက်ကျတယ် Sam က subject အနေမလို့ဒီမှာ was တုံးတာနော်ဘာလို့ was တုံးလဲဒီမှာ past တက်တခါလေးဖြစ်နေလို့နော် I work in a bank ဒါ generally ပြောတာအဲဒါပါလဲဆိုတော့ရေဘူးရအမှန်တရားကိုပြောတာနော် I work in a bank ငါဘဏ်မှာအလုပ်လုပ်တယ်ကိုလည်းပဲလုပ်တယ်ဆိုရင် so do I သူမလည်းပဲလုပ်တယ်ဆိုရင် so does she ဒါမျိုးပြောရမှာနော် We went to the cinema last night cinema ကိုပြီးခဲ့တဲ့ညကငါတို့သွားတယ် Did you သွားတာလားငါတို့လည်းပဲသွားတယ် so did we ဘာလို့ did သုံးတာလဲ ဘတ်တူလေးဒီမှာအဲကြောင့်မလို့ဘတ်တူမှာတက်လို့မရှိဘူး so did we i would like to go to australia so would i the first word we desired about it would say တူကောက်ကိုပြန် I'd like to go to Australia. So would I. I'll leave like to my Get ငါလည်းပဲသွားချင်တယ်။ကဲဒီမှာအငင်းစာကြောင်းလေးကြည့်အောင်။ Neither am I like to to so I'm not neither at the to be, ဒါခုနလိုရှင်းပြရှင်းပြထားပြီးသား Neither can I I can either I haven't got a key ငါမတော့မရှိဘူး Neither have I ဟောဒါပြန်သုံးတော့ prepare နော် I haven't either လို့ပြောချင်တာအတူတူပဲ Gate can cook ပေကမချက်တဘူး Neither can turn turn လည်းပဲမချက်တဘူးနော် I won't ဘုန်းဆောင်ဝယ်တော့လို့ပြောတာလေ I won't be here tomorrow ။မက်ပြန်ကဒီမှာရှိမှမဟုတ်ဘူး။ Neither will I ငါလည်းပဲမရှိဘူး။ I never go to the cinema. စီးမောင်ကဘယ်တော့မှမသွားဘူး။ Neither do I ငါလည်းမသွားဘူး။အဲ့တော့ Neither အစား nor သုံးလဲရတယ်။ဟောထက်ရှုပ်လာပြီ။ I'm not married. I'm not married either. ဒါမို့ရင် Neither am I. ဒါမို့လို့ရှိရင် Neither နေရာမှာ nor လေးထည့်လိုက် nor am I. အဲ့ဒါလေးပဲ။ဆိုတော့ဒီခန်းလေးကတော့ဒါရကြမယ်လို့ထင်တယ်ပေါ့နော်